ကဲဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဒါ Go Twin Z Go Twin မုတ်ဆိုးလို့လည်းအားလုံးကခေါ်ကြတဲ့ Haaland တရား Norway အသင်းနဲ့အတူတူဒါကမ္ဘာဖလားခြေစစ်ပွဲအောင်သွားခဲ့ပြီပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ညကဒါ Italy နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာကျုပ်ဒီ Norway နဲ့ဒါ Italy တို့ကစားတဲ့အချိန်မှာဒါ1-4ဆိုတဲ့ရလဒ်နဲ့ဒါ Norway အသင်းကအနိုင်ရရှိခဲ့ပြီးတော့1998နောက်ပိုင်းပထမဆုံးချိန်ပြန်ပြီးတော့ကမ္ဘာဖလားဒါဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တာပါဒါတွေအကုန်လုံးကလည်း Haaland ကြောင့်လို့ပြောမယ်ဆိုလို့ရှင်လုံးဝမမပါဘူး သူတိမိတ်တွေမကောင်းလားလည်းမဟုတ်တော်တော်လေးကောင်းပါတယ်ဒါတော့အိုဒီကက်တို့ဒီပွဲစဉ်မှာမပါဘူးဟာလန်ကအိုဒီကက်မရှိလဲအခုအချိန်မှာဒီယာဒီမှာတော်တော်လေးကောင်းတယ်မန်စီးတီးမှာဆိုလို့ရှိရင်လည်းဒီဘရိုင်းမရှိတော့ပေမဲ့သူ့အနေနဲ့ဒီယာဒီမှာ twin goal တွေတောက်လျှောက် twin ပေးနေတော့မယ်အားကြောင့်မလို့ဒီနေ့မှာကျွန်တော်ကဟာလန်တရားစံချိန်တစ်ချိုးသွားတာနဲ့ပတ်သက်ပြီးလည်းပြောမယ်ပြီးလို့ရှိရင်နော်ဝေးအသင်းရဲ့ဒီကမ္ဘာဖလားမှာဖြစ်လာနိုင်ရရှိတဲ့ဒါပုံစံလေးတွေကိုပါနည်းနည်းလေးပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကျော်ဟာလန်ကဒီယာဒီမှာ twin goal ကို တော်တော်များများ twin လာတယ်ကျော် Manchester City အသင်းမှာဆိုလို့ရှိရင်လည်းဒီယာဒီ twin goal တော်တော်များများရရှိထားတယ် သူ့ရဲ့ကြောအခုလက်ရှိဒီညကကစားသွားတဲ့ပွဲစဉ်ကိုကြည့်ပြီးတော့သူကစံချိန်တစ်ခုကိုထပ်ပြီးတော့ချိုးခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့ဒီကဘာဖလာခြေစစ်ပွဲမှာဆက်တပွဲဇက်တိုက်ဂိုးသွင်းထားနိုင်တဲ့ဒါပလေယာတယောက်ဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့ဒါသူ့ရဲ့စံချိန်အစ်ပေါ့ပြီးလို့ရှိရင်နောက်ထပ်စံချိန်တစ်ခုကဘာလဲဆိုတော့ဒီကဘာဖလာခြေစစ်ပွဲမှာစုစုပေါင်းတိုတယ်18ဂိုးတိဒါသွင်းယူခဲ့တာပဲဖြစ်ပါတယ်ဒီစံချိန်ကိုကြော2021တုန်းကပိုလန်အသင်းနဲ့အတူတူဒါလီဗွန်ဒေါစကီကလည်းဒီလို လိုပဲဒါခြေစမ်းပွဲမှာသူ့အနေနဲ့ဒါ18ဂိုးထိသွင်းပြီးတော့ဒီစံချိန်ကိုတင်ထားနိုင်ခဲ့တယ်။ဟာလန်ကဒီသူ့ရဲ့ပထမဦးဆုံးဒါသူတို့နိုင်ငံအသင်းရဲ့ပထမဦးဆုံးဒီကမ္ဘာဖလားကမ္ဘာဖလားကိုပြန်ပြီးတော့ဝင်ခွင့်ရတဲ့အချိန်မှာပဲဟာလန်တယောက်ကစံချိန်တစ်ခုကိုဒါထပ်ပြီးတော့ချိုးလိုက်နိုင်တယ်။နောက်တစ်ခုကလည်းကျွန်တော်လီမွန်ဒေါစကီရဲ့စံချိန်ကိုလည်းသူလိုက်မိနိုင်ခဲ့တယ်။အခုဆိုလို့ရှိရင်စံချိန်က2ယောက်ဖြစ်သွားပြီးလီမွန်ဒေါစကီက18ဂိုးဟာလန်လည်း18ဂိုးနဲ့ဒါတန်းတူစံချိန်ချိုးထားနိုင်ခဲ့တယ်ပေါ့။ဟုတ်ပြီကျွန်တော်ဟာလန်ရဲ့စံချိန်ချိုးတဲ့အကြောင်း ်ပြောပြီးသွားပြီပြီးလို့ရှိရင်ကျောဒီကပဖလားကြလို့ရှိရင်နော်ဝေအသင်းကိုကျောဘယ်လောက်ထိမျှော်လင့်လို့ရမလဲဟုတ်ပြီကျောသူတို့ကောင်းနာကမှန်တယ်ဒီဟာဒီသူတို့အသင်းမှာဆိုလို့ရှိရင်သူတို့အုပ်စုမှာဆိုလို့ရှိရင်အီတလီကျောအီတလီတို့အစ္စရေးတို့ဒါဒီအသင်းတွေပဲအဓိကအဓိကတော့အီတလီပါပဲသူအဓိကပြောင်းမှာအီတလီပဲအီတလီကို ကျော်ပြီးတော့ဒါဟာလန်တို့ကကျွန်တော်နော်ဝေအသင်းနဲ့တူတူဒါကမ္ဘာဖလားခြေစစ်ပွဲအောင်ခဲ့တယ်။အီတလီကတော့ဒီခြေစစ်ပွဲမှာအဆင့်နှစ်နေရာနဲ့ပဲကျေနပ်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ play off ကစားပါအောင်မယ်။အီတလီတို့ဒီတစ်ကြိမ်မှာကျွန်တော် World Cup မကစားရဘူးဆိုလို့ရှိရင်၃ကြိမ်ဒါ၃ကြိမ်ဇက်တိုက်တာ World Cup မှာဒါဝင်ရောက်ရှင်ပြိုင်ခွင့်မရတဲ့အသင်းကြီးတစ်သင်း ဖြစ်လာတော့မှာပါဒါတော့ဆိုတော့ဖြစ်လာတော့မှာပါတော့ဖြစ်တယ်ကျော်တကယ်လို့ဝင်ခွင့်မရခဲ့လို့ရှင်ဒါ3နှစ်ဇက်တိုက်ဆိုတော့3ချိန်ဇက်တိုက်ပေါ့ကမ္ဘာပလာဒါခြေစပွဲမအောင်တဲ့အသင်းတသင်းဖြစ်လာလိမ့်မယ်ကျော်အခုလက်ရှိအချိန်မှာအီတလီကလည်းတော်တော်ကြီးကိုအခြေအနေဆိုးနေတယ်ကျော်ဂတ်တူဆိုကင်တွယ်တဲ့အီတလီအသင်းကဒီရာဒီမှာနည်းနည်းလေးအခြေအနေဆိုးနေတယ်သူတို့အသင်းရဲ့ကစားသမားတွေကလည်းဟိုနာမည်ကြီးကစားသမားတွေတိတ်မရှိတော့ဘူးကျော်အဓိကဒူနာရူမာတို့ဒီအီတလီ Serie A ကထိပ်သီးကစားသမားတချို့လောက်ပဲဒါအီတလီအသင်းမှာရှိတော့တာအရင်က ကားလိုမျိုးအီတလီရတောင်တောင်မီကစားသမားတွေမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးလဲကျသွားတဲ့အထဲမှာပါတယ်။ဟုတ်ပြီကျောအီတလီရလည်း play off ကန်မယ်။ဟာလန်တို့ကတော့ဒါနော်ဝေအသင်းနဲ့တူတူကျောဒီကမ္ဘာဖလားခြေစစ်ပွဲကိုအောင်ခဲ့ပြီးကျောဟာလန်ကဒီယာဒီမှာကျောချီးကျူးစရာတွေကအများကြီးပဲ။ကလပ်အသင်းနဲ့ကောကျောဒီနိုင်ငံအသင်းနဲ့ပါအောင်မြင်မှုရနိုင်မဲ့ကစားသမားတယောက်လို့ပြောလို့ရှိရင်မမအောင်သူတကယ်တကယ်ကမ္ဘာဖလားကျလို့ရှိရင်ရောဒါဟာလန်တယောက်ဂိုးတွေဘယ်နှဂိုးထိတွင်းပေးနိုင်မယ်။ဒါတော့အိုဒီကက်တို့ဘာလို့မပါသေးဘူး။သူ့ကိုဖန် တီးပေးနိုင်မဲ့ကစားသမားတွေသာပါလာခဲ့မယ်ဆိုလို့ရှင်ဟာလန်တယောက်ကျောက်ထိန်နိုင်ပါအောင်မလားပြိသက်ကြီးအမြင်ပါကောဘယ်လိုမြင်လဲပြိသက်ကြီးအမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးတတ်ကြပါအောင် အဆုံးနည်းဝင်ရောက်ရှိပကြားပြည်သက်တရားကိုချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။အားကစားသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရဲ။ကျွန်တော် MM Media ရဲ့ Facebook, YouTube, TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါရစေ။ဘောလုံးမတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပြည်သက်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့တိုင်းလိုက်ဝင်ရောက်ရှိနိုင်မှုဆွဲအကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ရစီရင်တင်ဆက်သူကိုစဲပါ။